စမ်းမယ်အခြားနိုင်ငံတော့မသိမြန်မာနိုင်ငံမှာတော့ရဲဝတ်စုံစစ်သားဝတ်စုံတွေဝတ်ပြီးဓမြမှုလူရမှုနဲ့မရိမှုတွေလုပ်ရင်တော်တော်အဆင်ပြေလာပုံရတယ်ဒါကလည်းတက်ချုပ်ကြီးအာနာသိမ့်ပြီးမှစဖြစ်လာတဲ့အစင်လာတကူပလာတာလူအကျော်သေးစီကဗန်းနိုင်လို့ရလာတဲ့အကျိုးဆက်လာတော့မသိမနေ့ကမန္တလေးမြို့အောင်ပင်လေရက်ွက်55လမ်းမပေါ်မှာရှိတယ်ရွှေစားမဏီရွှေဆိုင်တကူ နေကင်းကြောင်တောင်ကြီးဓမြတိုက်ခိုင်လက်ရတယ်။ဓမြ၅ယောက်မှာနှစ်ယောက်က PDF uniform အပြည့်စုံလက်နက်တွေကာယာကာယာကြီးနေတယ်ဗျ။သူတို့ကရွှေဆိုင်ထဲဝင်လာပြီးဒါဓမြတိုက်နေတာတေရဲတဲ့ကောင်ထွက်ခဲ့ဆိုပြီးအော်ဟစ်သွားသေးတယ်။ရွှေဆိုင်ဝန်ထမ်းတွေကတော့လှမ်းဖြတ်ပြီးဘာမှမလုပ်ရဲ။ဓမြတွေကတော့စိန်ပြေတပြေပတ်စံတွေရောတံမိုးကြီးပစ္စည်းတွေရောအကုန်မှသွားတယ်။ ကြားသိရသလားရွှေ23ကျပ်သားခန့်နဲ့ iPhone 11မှာပါသွားသေးတယ်ရဲတွေကတော့ချက်ချင်းရောက်လာပြီးစုံစမ်းစစ်ဆေးမှုတွေလုပ်ပေမယ်ဘာသေးလွန်စားမှမရတဲ့အပြင်အမှုကတော်တော်နဲ့နေတယ်ဆိုပြီးမှတ်ချက်ချသွားတယ်ဒါပေမဲ့ညို့ထဲမှာတော့တီတူတီတူနဲ့သတင်းတွေထွက်လာတယ်အဲ့ဒါကတော့ဓမြတိုက်ခဲတဲ့လူတွေကအခြားသူတွေမဟုတ်ပဲညို့ရဲ့လုံခြုံရေးကိုတာဝန်ယူထားတဲ့ စစ်တပ်ကဗိုလ်မှူးကြီးတောင်းလိုက်တဲ့ရဲတပ်ဖွဲ့ကရဲမှူးမောင်မဲတို့အဖွဲ့ဖြစ်တယ်ဆိုတာပဲဒီသတင်းကြောင့်မြို့ထဲမှာတော်တော်လေးကြေးရိုက်နေတယ်အထူးသဖြင့်တပ်ထောက်ခံသူတွေကြားမှာပေါ့သူတို့ကမယုံနိုင်ဖြစ်နေကြတာလေတိုင်းပြည်ရဲ့အာဏာပိုင်တွေက ကိုယ်တိုင်ဓမြတိုက်တာဆိုတော့ဘလို့မှလက်ခံနိုင်စရာမရှိတာကိုဒါနဲ့ပဲကျွန်တော်တို့ရဲ့ DSC insight အလွတ်တန်းအတင်းထောက်ကိုလက်မှာ ဘိုးမူကြီးတောင်းလိုက်နဲ့ရဲမူးမောင်မေတို့ကိုတွားမိကြတယ်။သူတို့နှစ်ယောက်ကတော့ဒီတည်င်းဟာမဟုတ်မမှန်ချောင်းသူတို့ဟာတိုင်းပြည်အတွက်အလုပ်လုပ်နေတဲ့သူရဲကောင်းတွေဖြစ်ချောင်းပြန်ဖြေသွားတယ်။မကြခင်မှာပဲအဲဒီရွှေစံကတတ်ထားတဲ့ CCTV ကင်မရာမှတ်တမ်းတွေကပေါက်ကြားလာပြန်တယ်။အဲဒီမှတ်တမ်းတွေမှာဗမာတိုက်နေတဲ့လူတွေရဲ့မျက်နှာကိုအမှတ်မထင်ရှင်းရှင်းလင်းလင်းတွေ့လိုက်ရတယ်။အဲဒီလူတွေကတခြားသူတော့မဟုတ် ဘူမူကြီးတောင်းလိုက်တဲ့ရဲမူမောင်မဲတို့ဖြစ်နေတာပဲအဲ့ဒီဗီဒီယိုဖိုင်ကိုခေတ်သစ်မီဒီယာကပြန်ပြန်လိုက်တော့တမျိုးလုံးအုပ်အော်ကတောင်ကနေဖြစ်သွားတဲ့အပြင်လူတွေကလည်းဒေါသထွက်ကြတာပေါ့သတင်းတောက်တွေကလည်းဘူမူကြီးတောင်းလိုက်တဲ့ရဲမူမောင်မဲတို့ကိုထပ်ပြီးသွားမိကြတယ်ဒီတခါတော့သူတို့နှစ်ယောက်စလုံးဘာပြောရမှန်းမသိညက်နာကြီးညီရမ်းပြီးအန်ချိတ်ထားတာပဲတွေ့ရတယ်ခမရတို့နှစ်ယောက် ဘာပြောကျင်သေးလဲလို့တည်င်းတောက်တယောက်ကမေးလိုက်တော့ရဲမူးမောင်မဲကရဲမူးမောင်မဲကအစီပြန်နေတဲ့တပိတ်အောင်တန်းနေတော့သူ့မျက်နှာကိုပုတ်တက်လိုက်ရင်ဒါဒါနိုင်ငံတော်ကိုဖျက်ဆီးဖို့ကြိုးစားနေတဲ့အနီတွေရဲ့လှုပ်ကြံဇလံပဲလို့ဆိုပြီးအန်ကျစ်ပြီးပြန်ဖြေတယ်ဒါပေမဲ့ဗီဒီယိုထဲမှာတွေ့ရတာကခမရတို့မျက်နှာတွေပဲလေရဲမူးရဲ့နောက်ထပ်တည်င်းတောက်တယောက်ကမေးလိုက်တော့အာချာချာအဲ့ဒါကျွန်တော်တို့ပုံစံအသွင်ယူထားတဲ့ရုပ်တုတွေဗျာ ကျွန်တော်တို့နှစ်ယောက်နိုင်ငံတော်အဆင့်လှုပ်ကြခံလိုက်ရတာဒီလိုနဲ့သူတို့နှစ်ယောက်စလုံးဘယ်ကနေဘလို့လှုပ်လိုက်တယ်မသိအရာသူကြီးရဲ့ဆုံးဖြတ်ချက်ရာသူတို့နှစ်ယောက်စလုံးအမှုကနေဂွင်းလုံးကျွတ်လွတ်သွားပြီမန္တလေးမြို့ပေါ်မှာတော့ဓမြမှုဘောင်းဆောင်ခါတိုင်းထက်ပုံမပေါ်ပေါက်လာလေတော့သည်တဲ့အမှန်တွေတင်ဆက်ပေးနေတယ်ဒီဟုတ်စီစတိုင်